ကြီးငှက်တွေမနိုးထခင်မှာအပီးစီးကျင်းပရတဲ့ကြီးမနိုးပွဲသို့မဟုတ်တခိုးကြီးညာ မင်္ဂလာပါပန်ရိုဘောက်စီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ပတ်မှာတော့ဒဇမုံလာမှာကျင်းမာကြတဲ့ပွဲတော်တွေကတခုဖြစ်ပြီးတော့ပြည်သက်ကြီးတို့အားလုံးနဲ့လည်းရင်းနှီးပြသဖြစ်တဲ့ကြီးမနိုးပွဲယနေ့ခေတ်အခေါ်ပေါ်ရာတခိုးကြီးညအကြောင်းကိုမူသူတရပွဲရာပြောပြပေးသွားမှာပဲဖြစ်ပါရယ်ကြီးမနိုးပွဲဆိုတာကြီးငတ်တဲ့အိမ်တန်းတက်ဆိုင်ကနေစပြီးတော့မနိုးထခင်အချိန်အတွင်းမှာကျင်းပရတဲ့မြန်မာတို့ရဲ့ချစ်စရာကောင်းတဲ့အစင်လာပွဲတော်တခုဖြစ်ပြီးတော့ဒဇမုံလာပြည်နေ့ညမှာကျင်းပလေးရှိပါရယ် အရင်ခေတ်ကကျင်းပလာကြတဲ့ကြီးမလို့ပွဲဆိုတာတက်တိကောင်းကောင်းအားကောင်းမောင်းတန်လူငယ်ယောက်ျားတွေကိုဒီကုလုံးမှာစင်းမင်ချောင်းတွေအပြည့်ထိုးပေးပြီးတော့ထိုးထားတဲ့စင်းမင်ချောင်းတွေရဲ့အစမ်းတက်တိကိုစမ်းတက်တဲ့ချစ်စရာလေးတစ်ခုပဲဖြစ်ပါတယ်။စင်းမင်ချောင်းထိုးရဲဆိုတာအရင်ခေတ်ကမြန်မာလူမျိုးတွေရဲ့ရဲရင်ချင်းခွန်အားပလားနဲ့ပြည့်စုံခြင်းနဲ့ဉာဏ်ပညာကြီးခြင်းဆိုတဲ့ဂုဏ်ရည်တွေကိုဖော်ပြတဲ့အနေနဲ့ထိုးကြတာဖြစ်ပြီးတော့ဘရင်မင်းသားတွေကနေစပြီးတော့လူငယ်လူလတ်ပိုင်းမှာမကြံထိုးကြတာပဲဖြစ်ပါတယ်။ ကျင်းနိုးပွဲဆိုတဲ့အတိုင်းကြီးငတ်တွေမနိုးထခင်မှာပြီးစီအောင်ကျင်းပရတာဖြစ်ပြီးတော့စင်းမင်ကြောင်တွေကိုလည်းကြီးငတ်တွေအိတ်တန်းတက်တဲ့အချိန်ကနေစပြီးတော့ထိုးကြရပါတယ်။ဒီလိုစင်းမင်ကြောင်တွေထိုးတဲ့အခါမှာနက်ခတ်အချိန်အခါကိုကြည့်ပြီးတော့ကရော့ပွဲများပေးကထိုးနိုင်ကြတာပဲဖြစ်ပါတယ်။ အဲ့ဒီလိုဒဇာမုံလားပြင်းနေမှာစိမင်ကြောင်ထိုးရတဲ့လူတွေဟာခန္ဓာကိုယ်ပေါ်ပါစေဖို့အတွက်ကိုကြောင်တန်းကြောင်စင်းနဲ့အင်းတွေကိုအများဆုံးထိုးကြတာပဲဖြစ်ပါတယ်။ကျင်းကတွေအားများသောအားဖြင့်အာယုံမတက်ခင်မှာနိုးထကြတာဖြစ်ပြီးတော့ဒဇာမုံလားပြင်းနေညကစလို့နောက်ရက်အာယုံမတက်ခင်အထိကိုကြီးမနိုးပွဲတော့အချိန်ကားလို့သတ်မှတ်ကြတာပဲဖြစ်ပါတယ်။ ။ဒါဆောင်မောင်းလာပြင်းနေဟာနက္ခတ်တာယာတွေနဲ့ပြည်စုံပြီးတော့ဆင်းမင်ကြောင်ထိုးဖို့အစွမ်းအထက်ဆုံးအချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီလိုဆင်းမင်ကြောင်တွေကိုထိုးပြီးနောက်မှာတော့ထိုးထားတဲ့ဆင်းမင်ကြောင်တွေရဲ့အစွမ်းသိပ်ထိတကိုးအာနုဘော်တွေကိုစမ်းသပ်ကြတဲ့အနေနဲ့ဆင်းမင်ဝိုင်းကနေထွက်လာပြီးမှောင်ရိပ်ခိုကရွာစီတစ်လျှောက်ပတ်ခိုးရတာပဲဖြစ်ပါတယ်။ ။လာရောင်ကထိထိလေးနေပြီးတော့လူတွေအားလုံးကမအိပ်ဖက်စောင့်ကြည့်နေကြတဲ့အချိန်မှာခိုးရတာဖြစ်လို့မလွယ်ကူပါဘူး။ဒါပေမဲ့ဆင်းမီဝိုင်းကထွက်လာတဲ့လူတွေတဲကနေပြီးတော့မှဆွေးဆန်းပြတဲ့လူတွေကတော့ကြောင်ကောင်လိုတွက်လက်တဲ့အနေနဲ့ခန္ဓာကိုယ်ပေါ်ပါခြင်းကိုရရှိထားတဲ့အတွက်အလွယ်တကူခိုးနိုင်ကြပါဗျ။ အဲ့ဒီလိုခိုးယူပြီးရင်တော့ရွာလေကစီဝိုင်းအတွင်းမှာခိုးယူလာတဲ့ပစ္စည်းတွေကိုစုပုံထားရပါတယ်။ခိုးယူနေတဲ့အချိန်မှာဖမ်းမိသွားတဲ့လူတွေကိုတော့ရွာလေမှာတွေမကောင်းတဲ့အကျင့်ဆိုးတွေကိုဖယ်ချရဲဆိုပြီးတော့ခေါင်းစအခြေဆုံးရေလောင်းတဲ့အပြင်ကရုံးမှာတုံးလိုက်ကြပါတယ်။ခိုးယူခံရတဲ့ပစ္စည်းတွေကိုရွာလေစီဝိုင်းထဲမှာထားရှိထားပြီးတော့နောက်တရက်နဲ့နဲ့မိုးတောက်တဲ့အခါမှာပိုက်ရွှေတွေကကိုယ့်ရဲ့ပစ္စည်းတွေကိုအခကျင်းဝင်နဲ့လာရောက်ထုတ်ယူရပါတယ်။ထုတ်ယူတဲ့အခါမှာလည်းကိုယ်တိုင်မြူကျင်တဲ့သူတွေအတွက်အခကျင်းဝင်ပေးပြီးတော့အငှားယူခိုင်းလို့လည်းရပါသေးတယ်။ကိုယ်တိုင်ယူဆောင်တဲ့သူတွေအနေနဲ့ကတော့ ောသူတစ်ပါးပစ္စည်းကိုထိမိခံပြီးလို့ပြုတ်ကျပျက်စီးခဲ့တာရှိရင်ပြန်ရောပေးရပါသေးတယ်။ဒီလို900ပါပစ္စည်းတွေကိုရောင်းလို့ရတဲ့ငွေနဲ့ဖမ်းမိထားတဲ့လူတွေကိုရဟန်းပြုတ်ပေးရတဲ့ကြီးညိုပွဲအလေးထားတစ်ခုလည်းရှိလို့နေပါသေးတယ်။ကြီးမလို့ခင်အချိန်မှာဒါရီအားလုံးကိုပြီးစီအောင်လုပ်ရတာဖြစ်လို့ကြီးမလို့ပွဲလို့လည်းခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။ ဒီလိုမျိုးချစ်စရာကောင်းလာတဲ့အလေးထားတွေနဲ့ပြည်စုံနေတဲ့ကြီးမလို့ပွဲဟာဆိုရင်နှောင်းမှုတွေလက်ထဲမှာတဖြည်းဖြည်းနဲ့ပျောက်ဆုံးလာခဲ့ပြီပဲဖြစ်ပါတယ်။ယနေ့ခေတ်ကြီးမလို့ပွဲခေါ်တဖိုးကြီးညမှာတော့အိမ်တွေကဖြစ်စည်းတွေကိုခိုးယူတာကားလမ်းအလယ်မှာပစ်ထားတာမျိုးတွေသူများအိမ်ကချက်ကိုခိုးပြီးတော့ကာလာသားဟင်းချက်စားတာမျိုးတွေသူများပစ္စည်းခိုးပြီးပြန်မပေးတာမျိုးတွေပါလုံလာကြပါတယ်။အခုလိုကြီးမလို့ပွဲကိုအကြောင်းပြုပြီးတော့လှုပ်ရှင်တိုင်းလှုပ်လာကြတဲ့အပေါ်မှာပရိသတ်ကြီးတို့အနေနဲ့ဘယ်လိုမြင်ကြပါလဲ။ပရိသတ်ကြီးတို့ရဲ့အမြင်နဲ့နောက်ထပ်နောက်ထပ်အပိုင်းတွေမှာဘယ်လိုအကြောင်းအရာတွေကိုပြောပြပေးရမလဲဆိုတာကောမန့်အောက်မှာ ဝင်ရောက်မှတ်သားပြုလို့ရပါတယ်။